အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2015ခုနှစ်မှာထွက်ရှိခဲ့တဲ့နော်ဝေနိုင်ငံရဲ့နမဲကြီးတဘာဝဘေးရန်ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရမယ့်ဇာတ်ကားတစ်ခုလည်းဖြစ်တယ်တဝိဆိုတဲ့ရုပ်ရှင်နဲ့မိတ်ဆက်ပေးကြပါတယ်ဒီရုပ်ရှင်ကတကယ်ကိုရင်တထိုင်းနဲ့ကြည့်ရမယ့်ဇလန်းမျိုးပါနော်ဝေရဲ့ရင်သက်ရှူမွေးဝဲတောင်တန်းတွေရေကန်တွေနဲ့ရိုက်ကူးထားတာဖြစ်ပြီးမျက်စိဗရာဒါကိုလည်းဖြစ်စေပါတယ်ဒါပေမဲ့ဇလန်းကဆူနာမီဘီဘေးအန်ရီကိုပါအခြေခံထားပြီးတော့ တင်းမာပြီးစိတ်လှုပ်ရှားစရာပဲဖြစ်ပါတယ်။ရုပ်ရှင်ကဘေးအန္တရာယ်အကြောင်းတွေမဟုတ်ပါဘူး။မိသားစုရဲ့ရှိချင်းမြတ်တာစင်တန်လူသိမ့်တဲ့လူသားတွေရဲ့တက်တီကိုပါပေါ်ပြထားပါတယ်။ဒီတော့ကျွန်တော်နဲ့အတူဒီရုပ်ရှင်ရဲ့ဇလန်းတွေကိုခုံစင်းပြီးအဆုံးထိကြည်လိုက်ရအောင်ဗျာ။ဒီရုပ်ရှင်ကနော်ဝေးနိုင်ငံရဲ့ဟီယန်ကားဆိုတဲ့မြို့ငယ်ဒီမှာဖြစ်ပျက်ထားပါတယ်။ဒီမြို့ကတောင်တန်းတွေနဲ့ဝိုင်းတာပြီးတော့ရေကန်ကြီးတစ်ခုလည်းရှိပါတယ်။ဒီရေကန်ကမှအာကာဆိုတဲ့တောင်တစ်လုံးရှိပြီးတော့ ဒီတောင်ကနှစ်ပေါင်းများစွာတဖြည်းဖြည်းနဲ့ကွဲအပ်နေတာပါသိပ္ပံပညာရှင်တွေရဲ့အဆိုအရဒီတောင်ကြီးတစ်နှစ်ပြိုကျရင်ရေကန်ထဲကိုကျလာပြီးဆူနာမီကြီးဖြစ်လာနိုင်ပါလေဒီဆူနာမီကဂီယန်ကားမျိုးလေးကိုလုံးဝဖျက်ဆီးပစ်နိုင်တဲ့အင်အားမျိုးပါပဲလို့ချင်းအစမှဒီအကြောင်းကိုတမန်ကျောင်းချို့နဲ့ရိမ့်မွက်ပြထားပါတယ်တကယ်လဲနော်ဝေမှာဒီလိုဘေးရန်တွေပြည့်ခဲ့ဘူးတဲ့ဆိုတာသိရတော့ပိုပြီးစိတ်ဝင်စားစရာဖြစ်သွားစီပါတယ် အဓိကဇက်ကောင်ကတော့ခရစ်စတီယန်ဆိုတဲ့ဘူမိပညာရှင်တယောက်ပါသူကအာဂါတောင်ရဲ့အကွဲမှုတွေကိုစောင့်ကြည့်နေတဲ့အပွင့်မှာလှုပ်လှုပ်ပါတယ်ခရစ်စတီယန်မှာဇနီးပြသူအိုဒွန်နဲ့သားသမီးနှစ်ယောက်ရှိပါတယ်သားကြီးကဂျူလီယာသမီးလေးကဆွန်ဒရာသူတို့မိသားစုကဂီယန်ကားမှာနှစ်ပေါင်းများစွာနေထိုင်လာခဲ့ပြီးတော့ခရစ်စတီယန်တယောက်လှုပ်တဲ့တစ်ခုကြောင့်မြို့ကြီးကိုပြောင်းရဖို့ဖြစ်လာခဲ့ပါတယ်အမေသူတို့ပြောင်းရမယ့်အချိန်မှာတောင်ပေါ်ကအကွဲမှုတွေကပုံမဆိုးရလာပြီး အနေရဲ့လက္ခဏာတွေကိုပြလာခဲ့ပါတယ်။အုတ်ကျင်စားတဲ့ကမ္မကိယံကားရဲ့လှပတဲ့ခြုံကင်းတွေကိုမြင်ရပါတယ်။စိမ့်နှန်းတဲ့တောင်နှင်းတွေကြည်နေတဲ့ရေကန်တွေအေးချမ်းတဲ့မြို့လေးရဲ့ပုံစံတကယ်ကိုငြိမ်းချမ်းစေရပါပဲ။ဒါပေမဲ့ဒီငြိမ်းချမ်းမှုရဲ့အောက်မှာအနေကြီးတစ်ခုပုံဝယ်နေတာကိုရုပ်ရှင်ကတပြေးပြေးချင်းဖော်ပြနေပါတယ်။သေစီယံတို့အဖွဲ့ကတောင်ပေါ်ကအကွဲမှုတွေကိုစောင့်ကြည့်နေတဲ့စင်နာမှာလှုပ်လှုပ်နေတာကိုမြင်ရပါတယ်။ ူတို့ကဒေတာတွေစစ်ဆေးပြီးတောင်းရင်လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်နေကြပါတယ်။ကစီယံကအလုံးမှာတော်တော်လေးစိတ်အားထက်သန်တူပါ။သူကဒီမျိုးမှာနှစ်ပေါင်းမြောက်သာလှုပ်လှုပ်ခဲ့တော့တောင်းရဲ့ပုံမမှန်မှုတွေလှုပ်ရှားမှုတွေကိုသူခံစားမိလာပါတယ်။ဒါနဲ့သူကိုစောင့်ကြည့်ရေးစင်နာကဒေတာတွေမှာပုံမမှုတဲ့လှုပ်ရှားမှုတွေကို တွေ့လာခဲ့ပါတယ်။တောင်းကပုံမှန်တဲ့ပိုကွဲအပ်လာပြီးအန်ဒီရဲ့လက္ခဏာတွေပေါ်လာခဲ့ပါတယ်။အဲဒီမဲ့သူရဲ့တက်လူကြီးတွေကတော့ဒါကပုံမှန်ပဲဆိုပြီးတိတ်လေးမထားကြပါဘူး။ ဖက်စတီယန်ရဲ့စိတ်ထဲမှာတခုခုကိုမတင်တာဖြစ်လာခဲ့ပါတယ်။တပတ်မှလည်းသူမိသားစုဘဝကိုမြင်ရပါတယ်။အုံလုံးကဟိုတယ်တခုမှာအလုပ်လုပ်ရပါတယ်။သူကခိုင်မာတဲ့မျိုးသမီးတစ်ယောက်ဖြစ်ပြီးမိသားစုကိုထိန်းသိမ်းဖို့မြဲတမ်းကြိုးစားနေခဲ့ပါတယ်။ဂျူလီယာကတော့အသက်၁၀ကျော်သက်ရွယ်သားဖြစ်သူဖြစ်ပြီးမျိုးကြီးကိုပြောင်းရမှာကိုတိတ်မကြိုက်ပါဘူး။သူနွားကသမီးလေးဖြစ်ပြီးအမြဲတမ်းပေါ်ပါတဲ့စိတ်ဓာတ်ရှိသူပါသူတို့မိသားစုကတာမန်မိသားစုလိုပဲ ယတနာလေးတွေရှိပြီမဲ့ရှင်ရှင်ချစ်ခင်ကြပါတယ်။ရုပ်ရှင်ရင်ဒီကတင်းမာမှုကတော့ခရစ်စတီယန်တယောက်တောင်တောင်ရဲ့ क्वे ရမှုတွေကိုစစ်စစ်ရင်တခုခုမမှန်ကြောင်းကိုသိလာတဲ့ချိန်မှာစပါတယ်။သူကဒေတာတွေကိုထပ်ခါတခါစစ်သေးပြီးတောင်ကြီးပြိုကျဖို့နီးလာနေပြီဆိုတာသူ့ရဲ့ဗီဇကပြောနေပါတယ်။ဒါပေမဲ့သူ့ဘက်ကလူတွေကတော့ဒီလောက်ထိမဖြစ်နိုင်ဘူးဆိုပြီးငုံကြီးမှုမရှိကြပါဘူး။ဒီချိန်မှာခရစ်စတီယန်ရဲ့စိတ်ထဲမှာယုံကံမှုတွေဖြစ်လာတယ် သူမိသားစုကိုပြောင်းရဖို့ပြင်ဆင်နေရပေမဲ့ဒီအနေရကိုသူလက်လူမချူနိုင်ခဲ့ပါဘူးဒီချိန်မှာရုပ်ရှင်ကတင်းမာမှုကိုတပြေးပြေးတိဆောက်လာခဲ့ပါတယ်ဒါမောကအကွဲမှုတွေကပိုဆိုးရလာခဲ့ပြီးတောင်းကြီးရေစင်နာကဒေတာတွေကအန်နေရဲ့လက္ခဏာတွေကိုပြလာခဲ့ပါတယ်ဖက်စတီယန်ကသူ့ရဲ့အထက်လူကြီးတွေကိုတတိပေးဖို့ကြိုးစားပေမဲ့သူတို့ကဒီလောက်ထိမဖြစ်နိုင်ဘူးဆိုပြီးငြင်းဆန်ခဲ့ကြပါတယ် ဒီတော့ဒီမဖြစ်နိုင်ဘူးဆိုပြီးငြင်းဆန်ခဲ့တာကြောင့်ခရစ်စတီယန်လည်းစိတ်ညစ်သွားခဲ့ပါတယ်။ဒီခန်းကတကယ်ကိုစိတ်လုံချားစရာဖြစ်လာခဲ့ပါတယ်။အားလို့ဆိုလဲပိတ်သက်တယောက်အနေနဲ့ခရစ်စတီယန်ရဲ့စိုးရိမ်မှုကို ခံစားရပြီးတကယ်ပဲဘာဖြစ်လာမလဲဆိုပြီးတွေးနေရတော့မှာပါ။ဟုတ်ရှင်ရတွတ်တိတ်ပိုင်းကတော့တောင်ကြီးပြိုကျပြီးဆူနာမီကြီးဖြစ်လာတဲ့အခန်းပဲဖြစ်ပါတယ်။ဒီခန်းကတကယ်ကိုရင်တမမနဲ့ကြီးရတဲ့အပိုင်းမှာခရစ်စတီယန်ကနောက်ဆုံးမှာသူ့အထက်လူကြီးတွေကိုအန်ရီရှီကြောင့်ယုံကြည်အောင်လုပ်နိုင်ခဲ့ပြီး ို့သူမျိုးသားတွေကိုတရီပေးဖို့ကြောင်းပြခဲ့ပါတယ်။ဒါပေမဲ့ဆူနာမီဖြစ်ဖို့အချိန်ကတိတ်တူတောင်းလို့လာကြောင်းတောင်ကြီးပြိုကျတဲ့အချိန်ကမှတော့ရေကန်တွေကိုကျလာပြီးလာရန်မြင့်60မီတာလောက်ရှိတဲ့ဆူနာမီကြီးကမြို့တွေကိုဝင်ရောက်လာခဲ့ပါတော့တယ်။ဒီကမ်းမှာရုပ်ရှင်ရိုက်ကူးမှုကတကယ်ကိုအံ့ဩစရာပါပဲ။ဆူနာမီလိုင်းကြီးကမြို့တွေကိုဝင်လာပြီးအိမ်တွေကားတွေစောက်ဦးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဝစီယံကသူ့မိသားစုကိုဘေးကင်းအောင် ခေါ်ဖို့တဲတန်ကြိုးစားနေရပါတော့တယ်။ ိုးတုံးကလည်းသူ့သားသမီးတွေကိုကာဝယ်ဖို့ဆုံးရွက်ချက်တွေမြင်မြင်ချပြီးတတ်တီတွေပြလိုက်ပါတယ်။ယူနီယာနဲ့စွန်ဒရာတို့လည်းအသက်ရှင်ဖို့ရုန်းကန်နေရပါတော့တယ်။ဒီခန်းကရုတ်တန့်ကျိုးတက်ရောက်မှုတွေကြောင့်တကယ်ကိုလက်တွေ့ဆန်ပြီးနေကိုယ်တိုင်ဘေးအနေရဲတဲကိုရောက်သွားသလိုခံစားရပါတော့မယ်။ကူနာမီလိုင်းကြီးဖြတ်သွားပြီးရဲ့နောက်မှာတော့ဂီယန်ကားမျိုးလေးကပျက်စီးရည်နဲ့ပြေးနေနေပါတော့တယ် ဒီပိုင်းကခွေစီရန်ရဲ့မိသားစုပြန်လဲစုံပြီးဖို့ရုန်းကန်ရတဲ့အခမ်းအမဲဖြစ်ပါတယ်။ပရိယန်ကအိုဒွန်နဲ့သားသမီးတွေကိုခြားပွေနေရပါတယ်။အိုဒွန်ကလည်းဂျူနီယာနဲ့အဆွန်နာကိုဘင်းကင်အောင်ထိန်းသိမ်းဖို့စွမ်းကိုကြိုးစားနေပါတော့တယ်။ဒီပိုင်းမှာမိသားစုရဲ့စိတ်ကူးရင်စမ်းတဲ့အခမ်းတွေလည်းပါဝင်လာပါတယ်။ဥပမာမိသားစုချင်းချင်းရှင်ချင်းမေတ္တာတွေနဲ့ရှင်သန်မှုဆန္ဒကိုပြတဲ့ခန်းတွေပါတကယ်ကိုစိတ်ကံစားမှုတွေကိုဖြစ်ပေါ်စေပါတယ်ရေဟုတ်ချင်းကဆုံးကျော်မှုတွေကိုဖုံးဝယ်မထားပါဘူး ူတိုင်းရောအသက်မရှင်ကြပါဘူး။ဒါပေမဲ့ဇလန်းကိုပို့ပြီးလက်တွေ့ဆန်စီခဲ့ပါတယ်။ဒါပေမဲ့မျောလင်းချက်နဲ့ခဏကြီးအကြောင်းလေးပြထားပါတယ်။ပစ္စည်းရန်နဲ့အိုဒိုနိုကမိသားစုအတွက်တိုက်ပွဲဝင်ပုံကတကယ်ကိုစိတ်ကူးရင်တရားပါ။အားလုံးကမျောချင်းချက်မရှိတဲ့အခါမှာတော့မင်းကသူတို့ကိုအားပေးနေပါတော့တယ်။ဒါဝိကရိုးရိုးဘေးရန်နေရုပ်ရှင်တခုမဟုတ်ပါဘူး။ဒါကမိသားစုရှင်သန်မှုလူသားရဲ့ဘီသာအကြောင်းဇလန်းတခုပဲဖြစ်ပါတယ်။ ဇကောင်တွေကလက်တွေ့ဆန်ပြီးတော့သူတို့ရဲ့စိတ်ကံစားမှုတွေကမင်းကိုထိမှန်သေးပါတယ်။ရုပ်ရှင်အင်ရိုက်ကူးမှုကရင်သက်ရှုံ့ဝဲဖြစ်ပြီးဒေါ်ဝေရဲ့လက်ပတဲ့ချုပ်ကင်းတွေကဇလန်းကိုပို့ပြီးတော့မြင့်တင်ပေးထားပါတယ်။ဒါပြင်ဒီရုပ်ရှင်ကတိတ်ပင်ချက်လက်တွေနဲ့ခြေခံထားပြီးတော့ပို့ပြီးဆွဲမဲ့တွေဖြစ်စေပါတယ်။ဒိတ်တဲ့လူကတင်းမာတဲ့စိတ်ကံစားမှုကိုဖြစ်စေတဲ့မျက်စိပရာဒဖြစ်စေရုပ်ရှင်တွေကိုကြိုက်တယ်ဆိုရင်တော့တဝေးကိုမဖြစ်မနေကြည်တင်ပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။